CNA ဒရဲနာကိုနတ်တော်ရစနေကြတဲ့ပြည်သက်တွေအားလုံးကိုတာလီစွာပါလို့နှုတ်ခွန်းဆက်သက်လိုက်ရပါတယ်။ဒီနေ့ညမှာတက်ကြွရဲ1386ခုနဲ့တပေါင်းလားစုပ်၄ရက်နဲ့နောက်25ခုနဲ့မတ်လ18ရက်နဲ့ CNA ရဲ့နေ့တာအွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ဒီနေ့ထုတ်လွှင့်တင်ဆက်သွားမယ့်သတင်းတွေကတော့ဂပလီကဆစ်ဆောင်တွေနေရက်ပြောင်းဝင်နေထိုင်ခွင့်ရဖို့တောင်းဆိုလိုက်တဲ့ဆိုတဲ့သတင်း အရခရေပိုင်တဲ့အတွင်းတရားမဝင်နေဆက်ဖြတ်ကျော်၅ဖမ်းမှုပြဿနာကိုဖြေရှင်းဖို့လိုအပ်နေတဲ့ဆိုတဲ့သတင်းအပြင်မြမပြည်ရင်းကသတင်းတွေဖြစ်တဲ့နောင်ချိုမှာစစ်ကောင်စီလေကြောင်းတခိုက်လို့အရသာပြည်သူကိုအူတိတ်ဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာသတင်းတွေကိုဒီနေ့မှကြားအောင်ဖြစ်ပါတယ် ့ပထမဆုံးကြားရမယ့်သတင်းကတော့ငပလီကဆစ်ဆောင်တွေ နေရက်ပြောင်းဝင်နေထိုင်ခွင့်ရဖို့တောက်ဆူလိုက်တဲ့ဆိုတဲ့သတင်းကိုကြားရမှာဖြစ်ပါတယ်။တန်တွဲမြို့နယ်ငပလီမြို့ကဆစ်ဆောင်တွေကိုအရခတတော်အနေနဲ့နေရက်မှာပြန်လည်ဝင်ရောက်နေဖို့အတွက်ခွင့်ပြုပေးစီခြင်းနေပြီဖြစ်တယ်လို့စစ်ဘေးရှောင်ပြည်သူတွေကတောင်းဆိုလိုက်ပါတယ်။အရခတတော်ဟာတန်တွဲမြို့နယ်ငပလီမြို့ကိုစစ်ကောင်စီလက်ထက်ကနေ ပြီးခဲ့တဲ့2024ခုနှစ်စတင်ပါလ9ရက်နေ့ကလေးကပင်အပြည့်အသက်သိမ်းမရရှိထားခဲ့ပြီဖြစ်ပေမဲ့လက်ရှိအချိန်ထိငပလီကန်းချီရက်ွက်တွေဖြစ်ကြတဲ့ကော့မဆင်စပကြီးဇီးဖြူကုံလင်းတာမြပြင်ဂျိတ်တော်ရက်ွက်တွေကစစ်ပေးဆောင်ပြည်သူ2000ကျော်လောက်ဟာမိမိနေရမှာပြန်လည်ဝင်ရောက်နေထိုင်ဖို့အတွက်အာရခတော်ကခွင့်ပြုချက်မပေးသေးတာကြောင့်စစ်ဆောင်စခန်းတွေမှာနေထိုင်နေကြရဆဲဖြစ်ပါတယ် အဲ့လိုမိမိနေရကိုပြန်လည်ဝင်ရောက်နေထိုင်ခွင့်မရသေးတဲ့အတော့စပင်းရှောင်းစခန်းတွေမှာနေထိုင်နေကြရတဲ့ဒေသခံပြည်သူတွေဟာစားဝတ်နေရအခက်ခဲတွေ၊ကျန်းမာရေးအခက်ခဲတွေနဲ့ရင်ဆိုင်ကာနေထိုင်နေကြရတာဖြစ်တဲ့အတော့မိမိနေရမှာပြန်လည်ဝင်ရောက်နေထိုင်ခွင့်ကိုအာရခတတော်အနေနဲ့ခွင့်ပြုပေးဖို့လိုအပ်နေပြီဖြစ်တယ်လို့ဂျိတ်တော်ရက်ဝက်ကစပင်းရှောင်းစခန်းမှာနေထိုင်နေတဲ့ဒေသခံအမျိုးသမီးတအူကတောင်းဆိုပါတယ်။ ဒါအပြင်မကြာမီကာလအတွင်းမှာလည်းမိုးရာသီကိုရောက်ရှိလာတော့မှာဖြစ်တဲ့အတော့ဆစ်ဆောင်ပြည်သူတွေအနေနဲ့မိမိနေရက်မှာလိုအပ်တာတွေကိုကြိုတင်ပြင်ဆင်မှုတွေကိုလှုပ်ဆောင်ရမှာဖြစ်တဲ့အတော့အခုလိုအချိန်မီနေရက်ပြန်ခွင့်ရဖို့အတွက်ကိုဆစ်ဆောင်ပြည်သူတွေအနေနဲ့တောင်းဆိုရတာဖြစ်တယ်လို့လည်းစစ်ပွဲဆောင်ပြည်သူတွေကဆိုကြပါဗျာ။ အရခါတော်ဟာစစ်ကောင်စီလက်ထက်ကနေတန်တွဲမြို့နဲ့ငပလီတမြို့လုံးကိုအပြည့်သက်သိမ့်ပိုက်ပြီးနောက်မှာအရသာပြည်သူတွေဒေသအတွင်းမှာပြန်လည်ဝင်ရောက်နေထိုင်ဖို့အတွက်မိုင်းရှင်းလင်းရေးတွေကိုစက်တိုက်လှုပ်ဆောင်ပေးတာတွေလည်းရှိနေသလိုဒေသခံတချို့ကလည်းပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုတာတွေကိုလည်းရှိနေပြီးဖြစ်တယ်လို့တန်တွဲမြို့ခံတအူကအခုလိုပြောပါဗျာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်းစစ်ကောင်စီလက်ထက်ကနေအာရခတတော်အပြည့်သက်သိမ့်ပိုက်ထားပြီးဖြစ်တဲ့တောင်ကုန်းမြို့အတွင်းကစစ်ပေးဆောင်ပြည်သူတွေကိုအာရခတတော်ကမိမိနေရာမှာပြန်လည်ဝင်ရောက်နေထိုင်ဖို့အတွက်ခွင့်ပြုပေးခဲ့တာတွေရှိခဲ့ပြီးနေရာအတွင်းမှာပြန်လည်ဝင်ရောက်နေထိုင်သူတွေအနေနဲ့လည်းစစ်ကောင်စီရဲ့လေကြောင်းရန်ရှိနေသေးတာကြောင့်ဘုံဟုတ်ကျွန်းတွေတူဖို့လူစုလူဝေးတွေမလုကြဘူးကို အာရခတတော်နဲ့အာရခပြည်သူတော်လှန်ရေးအစိုးရကတိုက်တွန်းပြောဆိုတာတွေရှိခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာ ဆက်လက်ပြီးကြားမှာကတော့အာရခရေပိုင်နဲ့အတွင်းတရားမဝင်နယ်စပ်ဖြစ်ကျော်ငါးဖမ်းမှုပြဿနာကိုဖြေရှင်းဖို့လိုအပ်နေတယ်လို့ပြောဆိုလိုက်တဲ့သတင်းကိုကြားမှာဖြစ်ပါတယ်။အနာဂတ်ကာလမှာအာရခတတော်ဟာဘင်္ဂလားဒေ့ရှ်နဲ့အာရခတို့အကြားတရားမဝင်နယ်စပ်ဖြစ်ကျော်ငါးဖမ်းမှုပြဿနာကိုဖြေရှင်းဖို့အတွက်မျှော်လင့်ထားတယ်လို့ အာရခတတော်ပြောခွင့်ရဥက္ကန်ဒုခကပြောပါရယ်အာရခတတော်နဲ့ဘင်္ဂလားဒေ့ရှ်တို့ပူးပေါင်းဆောင်ရွက်ပြီးတရားမဝင်နယ်စပ်ဖြတ်ကျော်ငါးဖမ်းမှုပြဿနာတွေအတွက်ထိရောက်တဲ့အဖြစ်တရရရှိဖို့ကိုအာရခတတော်ကမျှော်လင့်ထားတာလို့ဆိုပါရယ်နတ်မြဝန်ဒေသတစ်ခုလုံးကိုအာရခတတော်ကထိန်းချုပ်ပြီးနောက်ပိုင်းမှာတရားမဝင်ငါးဖမ်းမှုတွေပြုလုပ်နေတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားများစွာကိုအာရခတတော်ကဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပါရယ်ဒါပေမဲ့အိန်းနီးချင်းနိုင်ငံအကြားဆက်ဆံရေးကောင်းမွန်ဖို့အတွက်ကျင်နာတဲ့အနေနဲ့ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေကိုအာရခတတော်က ဒဏ်ဝင်မျိုးပဲလွတ်ပေးလေရှိတယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းတွေကဆိုပါတယ်။မနေ့မတ်လ15ရက်နေ့တုန်းကလည်းအာရောခတတော်ရဲ့ပြောခွင့်ရဥက္ကဋ္ဌကကတရားမဝင်နေဆက်ဖြတ်ကျော်ဝင်ရောက်လာတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖက်သမားတွေကိုဖမ်းဆီးထိန်းသိမ်းနေပါတယ်။ဒါပေမဲ့အိန်းနီးချင်းတဲ့နိုင်ငံအကြားအပြုသဘောဆောင်တဲ့စစ်ဆန်ရေးကိုထိန်းသိမ်းထားဖို့ရည်ရွယ်ချက်နဲ့ငါးဖက်သမားတွေကိုပြန်လွတ်ပေးနေတာရှိပါတယ်လို့ဥက္ကဋ္ဌကပြောဆိုထားပါတယ်။လက်ရှိမှာလည်းအာရောခတတော်ဟာ အရခါရီပိုင်နဲ့အတွဲငားဝင်ဖန်းနဲ့ဘင်္ဂလားဒေ့ရှ်ငားဖန်းသမား22ကိုတန်ခတ်မှုမရှိဘဲထပ်မံလှုပ်ပေးခဲ့တယ်လို့လည်းဆိုထားပါဗျ။ဒါအပြင်မတ်လ6ရက်နေ့တုန်းကလည်းလေအင်ဂျင်ပျက်စီးသွားလို့ပင်လယ်ပြင်မှာမျောပါနေတဲ့ဘင်္ဂလားဒေ့ရှ်ငားဖန်းသမား9ဦးကိုအရခါတော်အေရဲ့ကံယုံတန်းဆောင်တပ်ဖွဲ့တွေကကယ်ဆယ်ပေးခဲ့တာလည်းရှိခဲ့ပါဗျ။ပြီးခဲ့တဲ့မတ်လ13ရက်နေ့တုန်းကလည်းကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ခီးစင်မှာဘင်္ဂလားဒေ့ရှ်အစိုးရအကြံပေးအရာရှိချုပ်ကလည်း နယ်စပ်မှာအာရခတတော်နဲ့ဆက်ဆံရေးပြည်လဲမှုရှိတယ်လို့မီဒီယာတွေကပြောဆိုခဲ့ပါသေးတယ်။ရခိုင်ပြည်တွင်းကအခြေအနေတွေကိုအမြဲစောင့်ကြည့်နေတယ်လို့နယ်စပ်လုံခြုံရေးတည်ငြိမ်ရေးနဲ့ငြိမ်းချမ်းရေးကိုကာကွယ်ဆောက်ရှောက်သွားမယ်လို့လည်းအကြံပေးရာရှိချုပ်ကပြောပါတယ်ခင်ဗျာ။ ဒီတစ်ခေါက်ကြားမှာကတော့မြန်မာပြည်ဘက်ကဖြစ်ပျက်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးကြားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့နောင်ချိုမှာစစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ရသားပြည်သူကိုအူတိုက်ဆုံခဲ့ရတဲ့ဆိုတဲ့သတင်းကိုကြားမှာဖြစ်ပါတယ်တအောင်းမြေတပ်မနဲ့နယ်မြေနောင်ချိုမြို့နယ်အတွင်းကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ရသားပြည်သူကိုအူတိုက်ဆုံပြီး18ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNL ကသတင်းထုတ်ပြန်လာပါတယ်မနေ့မတ်လ16ရက်နေ့ညနေ9:00ကျော်လောက်မှာ နောင်ချိုမြို့နယ်အတွင်းကစင်ရတနာပရိယတိစာတင်တိုက်ကိုစစ်ကောင်စီက Jet Fighter လေယာဉ်ကိုအသုံးပြုပြီးပေါင်250ဘုံးလေးလုံးအပြင်စစ်တပ်နဲ့တွေတန်းပါတိုက်ခတ်တိုက်ခဲ့တာလို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်စာတင်တိုက်အတွင်းမှာရှိတဲ့ရဟန်း2ပါတာမဏေ၄ပါးနဲ့အမျိုးသားတဦးအမျိုးသမီးနှစ်ဦးအပါအဝင်စုစုပေါင်း၉ဦးတို့ဟာဘုံးစားထိမှန်တည်ဆုံခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်တန်ဃာတော်73ပါးနဲ့အရသား၄ဦးတိုက်ခတ်ဒဏ်ရာရခဲ့တဲ့သော ပြည်သူလူထုနေအိမ်နဲ့ကျောင်းဆောင်တွေလည်းအများအပြားထိမှန်ပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။ဒဏ်ရာရရှိသူတွေကိုတော့ထ ਿਆਂ အလေတာဝန်ရှိသူတွေနဲ့ပြည်သူတွေကဝိုင်းဝန်းပြီးစေကူတာဖို့ပို့ဆောင်ပေးခဲ့ပြီးဖြစ်တယ်လို့လည်းအတည်ပြုထားပါတယ်။စစ်ကောင်စီဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲရဲသားတွေကိုရွေချက်ရှိဘုံကျဲတိုက်ခိုက်နေတယ်လို့လည်းထ ਿਆਂ အလေကထုတ်ပြန်ထားပါတယ်။ မိဘပြည်သူတွေအနေနဲ့လည်းစစ်ကောင်စီရဲ့ဘုံကျဲတခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့အတွက်စည်ရဲတတိအမြဲရှိဖို့လိုအပ်ပြီးလေကြောင်းရံမှအကာအကွယ်နိုင်ဖို့နဲ့လေကြောင်းရံကာကွယ်ဆိုင်ရာနီလာတွေကိုလိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့လည်းထီအန်လေကအသိပေးထားပါတယ်။နောင်ချိုမြို့ကိုထီအန်လေနဲ့ပူပေါင်းတပ်တွေဟာပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လအတွင်းမှာတိုက်ခိုက်သိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်ခင်ဗျာ။ ီယံရဲ့တရင်နာရဲ့တနေ့တာရေဒီယိုတရင်ထုတ်လွှင့်မှုဟာဒီမှာပဲပြီးဆုံးပြီဖြစ်ပါတယ်။တရင်တွေကိုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရပြုအပ်ပါတယ်။နောက်နေ့လည်းမှာလဲ CNA ကတင်ဆက်ပေးတဲ့တနေ့တာတရင်တွေကိုနားဆင်မယ်ဆိုရင် CNA ရဲ့ Facebook စာမျက်နှာမှာရှိနိုင်သလို YouTube, Telegram, H နဲ့ TikTok တွေမှာလဲနေ့စဉ်ဆောင်မှုရှိနိုင်မှာကြောင်းတရင်ကောင်းပါရပါတယ်ခင်ဗျာ။